မင်္ဂလာပါနိုဝင်ဘာလ20ရက်စတားအပတီနဲ့ကန်ဒရဝတီ time တင်ဌာနရဲ့ညနေခင်းရုပ်တင်တဲ့အစီအစဉ်ကနေဖေခုံရှိဖက်ကဲမှာစစ်ကော်မရှင်တပ်သားတွေရဲ့ခွင့်ပြုချက်ရယူပြီးဒေသခံတချို့စပန်ရိတ်သိမ်းနေရတဲ့တင်1965နှစ်ပြည့်ကရင်နှစ်တကူပွဲတော်ကျင်းပပြုလုပ်ခဲ့တဲ့အကြောင်းရွေးကောက်ပွဲဥပဒေနဲ့ဖမ်းဆီးခံရသူ90ဝန်းကျင်ရှိနေတဲ့တင်နဲ့ဒီမုန်းဆိုအရှိချမ်းမှရှိတဲ့ဆက်ရှောင်းစခန်းတစ်ခုမှာ ကလေးငယ်တွေရာသီတုပ်ကွေနဲ့အရေးပြားရားရံမှု40ရာခိုင်နှုန်းအထိဖြစ်ပွားနေတဲ့အကြောင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ဖေခုံရှိဖက်ကံကလူထုတို့ချို့ခြေရွာအတွင်တက်ဆွဲထားတဲ့စစ်ကော်မရှင်နဲ့ပြည်နိုတပ်သားတွေစီမှခွင့်ပြုချက်ရယူပြီးစပားရီကိုပြလဲရိုက်သိမ်းနေရပါတယ်။အဲ့ဒီလူထုတွေကစစ်ကော်မရှင်နဲ့ PNU ရဲ့ထိုးစစ်တွေကြောင့်တင်းရှောင်ခဲ့ရပြီးအခုရိုက်သိမ်းကာလမှာတော့စာဝန်ရေးအတွက်စိုက်ပျိုးထားတဲ့စပားရီကိုပြလဲရိုက်သိမ်းချင်နေကြတာပါ။ ရွာအနီးမှာစပါးရိုက်သိမ်းတဲ့အခါမှာလက်နေကြီးဒရုန်းနဲ့ဘုံကျဲပစ်ခတ်မှာကိုစိုးရိမ်ကြလို့ရွာခန်တွေကစစ်ကော်မရှင်တပ်သားတွေစီမှာခွင့်တောင်းပြီးစပန်းပြည်လေရိုက်သိမ်းကြတယ်လို့ဆိုပါတယ်အခုလိုခွင့်ပြုချက်တောင်းပြီးရိုက်သိမ်းကြပေမဲ့အဆင်မပြေဘူးလို့ဒေသခံအမျိုးသားတဦးကကင်ဒရော့ဝတီ time ကိုပြောပါတယ်ခွင့်ပြုချက်နဲ့ပြည်လေရိုက်သိမ်းကြတဲ့ရွာခန်တချို့သားရှိနေပြီးတချို့ကတော့လုံခြုံရေးအခြေအနေကြောင့်ပြန်မလာချဘူးလို့သိရပါတယ် ဖေခုံအင်းရှိဖက်ကင်းကိုတော့စစ်ကော်မရှင်တပ်ကပြီးခဲ့တဲ့ဇူလိုင်လအတွင်းမှာပြလဲထိန်းချုပ်ချနိုင်ခဲ့တာဖြစ်ပါတယ်။2965နှစ်ပြည့်ကရင်နှစ်သက်ကူပွဲတော်ကိုဒီကနေ့နိုဝင်ဘာလ20ရက်နေ့မှာအလဲကရင်ဒေသအပါဝင်ဒီမိုဆွေမင်းရဲ့အနောက်ခြမ်းကကရင်လူမျိုးစုတွေနေထိုင်ကြတဲ့ဒေသတွေမှာကျင်းပပြုလုပ်ခဲ့ကြပါဗျ။ကရင်နှစ်သက်ကူပွဲတော်ကိုကျင်းပရတာက အနာဂတ်မျိုးဆက်သက်တွေကရင်ရိုးရရည်ချင်းမှုအမျိုးမျိုးကို တွေ့မြင်နိုင်အောင် တရွာနဲ့တရွာရေးချင်းမှုဖလှယ်ဖို့ရည်ရွယ်ချက်နဲ့ကျင်းပရတာဖြစ်တယ်လို့ဘွင်းစီစဉ်တူတူကကန်ဒရော့ဝတီ time ကိုပြောပါတယ်အခမ်းအနားအတွင်မှာတော့ကရင်အမျိုးသားတချင်းတီဆိုတာအကပြိုင်ပွဲကျင်းပတာတချင်းဖြောဖြေးတာကရင်ရိုးရဆံပြုတ်ချက်ပြိုင်တာမိဘုံပြန်လွတ်တင်တာနဲ့နေတဲ့ကူကျိုးဆိုတာတွေကိုလှောက်ဆောင်သွားခဲ့ကြပါတယ်။မနေ့ကနိုဝင်ဘာလ19ရက်နေ့မှာလေလွှိုင်းနှင်းဖမြွနယ်နဲ့ဒီပေါင်းခုမြွနယ်တွေမှာ ကယန်နှစ်သက်ကူနှင့်ကျိုးဆိုးချင်းအခမ်းအနားကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်ရှင်။ရွေးကောက်ပွဲနောက်ရှင့်ဟတ်တာဖြစ်စီချင်းမှာကကွယ်ပီးဥပဒေနဲ့ဖန်စီခံရသူ90ဝန်းကျင်အထိရှိလာနေပါတယ်။ဒါကစစ်ကော်မရှင်ဘက်ကတရားဝင် ထုတ်ပြန်ထားတဲ့အချက်လက်တွေပါ။ဒီစည်းရင်ကဒီနေ့ဇူလိုင်လ29ရက်နေ့ကနေအောက်တိုဘာလ29ရက်နေ့အထိ3လသာအတွင်းစည်းရင်တွေဖြစ်ပြီးတိုင်းဒေသပြည်နယ်အသီးသီးမှာအေးအေးယူဆောင်ရွက်မှု40ခုရှိခဲ့တာပါ။ ဖမ်းဆီးခံရတဲ့သူတွေထဲအမျိုးသား83ဦးအမျိုးသမီး5ဦးပါဝင်နေပါတယ်။စေအုပ်စုထုတ်ပြန်ခဲ့တဲ့ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေကလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုချိုးဖောက်နေပြီးဥပဒေကိုလက်နက်တပ်ဖွဲ့အသုံးပြုနေတယ်လို့မြန်မာအင်တာနက် project MIP ကပြောဆိုထားပါတယ်။စုကော်မရှင်ရဲ့အရေးယူမှုတွေကိုမြန်မာအင်တာနက် project ကနမည်နဲ့တကွမပုံတင်ထားနိုင်သူကစုစုပေါင်း32ဦးသာရှိပါတယ်။အဲ့ဒီထဲမှာတော့ Greenie ပြည်က9ဦး ရှမ်းပြည်က2ဦး၊ရန်ကုန်တိုင်းက14ဦး၊ပဲခူးတိုင်းက2ဦး၊အေရဝတီတိုင်းက2ဦး၊ကရင်ပြည်က2ဦး၊မုံပြည်က2ဦးနဲ့နေထိုင်တဲ့မြို့နယ်ကိုအတိမပြုနိုင်သေးတဲ့သူက5ဦးပါဝင်တယ်လို့သိရပါတယ်။ဒီမောင်ဆုံမြင့်ရဲ့အရှိချမရှိတဲ့ဆစ်ဆောင်စခန်းတစ်ခုမှာအသက်15နှစ်အောက်ကလေးတွေ ရာသီသုတ်ကွင်းနဲ့အရေးပြားရာရံမှုတွေဖြစ်ပွားနေကြပြီးဈေးဝအကူအညီတွေလိုအပ်နေပါတယ်။အဲ့ဒီဆစ်ဆောင်စခန်းတစ်ခုမှာတော့အသက်၅နှစ်အောက်ကလေးငယ်အယောက်နေရာဝန်းကျင်ရှိပြီး40ရာခိုင်နှုန်းအထိရာသီသုတ်ကွင်းနဲ့အရေးပြားရာရံမှုဖြစ်ပွားနေတယ်လို့ကျမရေဝတ်ထန်းတူကပြောပါတယ်။အခုလအစပိုင်းမှာဖျားနာဓာရီစတင်ဖြစ်ပွားနေကြပြီးဆစ်ဆောင်တချို့ကတော့မိသားစုလိုက်ဖျားနာဓာရီရှိနေတာပါ။အဲ့ဒီဆစ်ဆောင်စခန်းတစ်ခုမှာတော့ CP ခံမရှိသလို့ လိုအပ်တဲ့ဈေးဝါတွေဝယ်ယူဖို့အခက်အခဲရှိနေတယ်လို့ဆိုပါတယ်။ Greeny နဲ့လက်အဖွဲ့နဲ့ဒေသဖွဲ့ဖြိုးရေးဂျမကြီးအဖွဲ့တွေကလိုအပ်တဲ့ဂျမကြီးစောင့်ရှောက်မှုအတွက်လက်လန်မီနာတလောက်ဈေးကုပေးတာဂျမကြီးပညာပေးတာတွေကိုဆောင်ရွက်ပေးပေမဲ့ဈေးဝါအကူအညီတွေလိုအပ်နေဆဲဖြစ်တယ်လို့သိရပါတယ်။ကင်ဒရိုမတီထိုင်မြင့်ညနေခရောက်တန်တရင်ကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။တ िश ူအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်။ကျမမောညာမှာပါ။